လောကမှာဒုက္ခအပြီးဆုံးလို့ပြောရမယ့်တရားဟာအလိုသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာနော်ဒုက္ခတမှုရိယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတတ်တဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ် ယာယန္တနာပောနုဘဝိကနန္ဒီရာဂသဟာကတတတရတတရဖိနန္ဒီမိတယထိတံကာမတဏဘဝတဏဝိဘဝတဏတဏ္ဍာရဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနမတက်ပြီးပြောပါဆိုလို့ရှိရင်တဏ္ဍာကိုပဲပြောရမှာပဲဖြစ်တယ်သူရဲ့လွမ်းမိုးမှုအောက်မှာလူရည်ပြားပြားဝတ်နေကြချေချွန်အလား တဏှာရဲ့ကြုံဘဝရောက်နေကြတာသို့တော်ကိုယ်ကိုယ်ကြုံလို့သိမသိကြဘူးကွာအရှင်သခင်လို့ထင်နေမဟုတ်ဘူးတဏှာခိုင်းရလုံးနေကြတယ်